ဒီယွန်းကို2029ခုနှစ်တွင်ဘာစီလိုနာအသင်းတက်တန်းတိုးစားချုပ်ချုပ်ဆိုဘောလုံးကြံ့ကြံ့တက်ကျွန်မတို့ရဲ့1 million channel ကပြန်လည်ကြိုဆိုပါမယ်ဘာစီလိုနာသင်းကနယ်သာလန်ကွလဲကစားသမားဒီယွန်းကို2029ခုနှစ်တွင်တက်တန်းတိုးစားချုပ်ချုပ်ဆိုလိုက်ကြောင်းသိရပါတယ်။ဒီယွန်း28နှစ်ဟာ2029ခုနှစ်ဇန်နဝါရီမှာအေဂျက်စ်ကနေဘာစီလိုနာကိုယူရို85သန်းနဲ့ပြောင်းရွှေ့ခဲ့သူဖြစ်ပြီးအသင်းရဲ့အမာခံကစားသမားတူဖြစ်ရပ်တည်နိုင်ခဲ့ပေမဲ့အပြောင်းရွှေ့သတင်းတွေကမကြာခဏထွက်ပေါ်ခဲ့ပါတယ်။ ်ဘာစီလိုနာသင်းဟာသူ့ရဲ့မြင်မာတဲ့လာစာနှုံထားကြောင့်ပြန်လည်ရောင်းထုတ်ဖို့ဆန္ဒရှိနေကြောင်းလဲသတင်းတွေထွက်ခဲ့သေးပေမဲ့အသင်းမှဆက်ပြီးတော့ရှိနေခဲ့တဲ့ပြင် တက်တန်းတိုးစာချုပ်ချုပ်ဆိုနိုင်ခဲ့တာပါဒါမဲ့တရုံကအရင်စာချုပ်ရတနစ်လားစာယူရို16တန်းရရှိခဲ့ပေမဲ့စာချုပ်သစ်မှာတော့တနစ်ယူရို10တန်းနှုန်းသာရရှိတော့မှာဖြစ်ပြီးစာချုပ်ရော့ကျေးကိုတော့ယူရိုတန်း400ကနေယူရိုတန်း900ကိုတိုးမြှင့်လိုက်ကြောင်းသိရပါဗျ။ ။ဒီယွန်းကတော့သူလားစာဘလောက်ရှားနေတယ်လဲဆိုတာပြောမပြနိုင်ပေမဲ့သတင်းတွေမှာဖော်ပြနေကြတာကတော့အလွန်မင်းချက်ကားနေကြခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါဗျ။